အဓိကပြဿနာပါလဲဆိုဒီရာကျိုးရွားတာပေါ့ဒီကောင်ဒါဒါပလတ်စတိတ်ပေါ့နော်ဒီကောင်ကျိုးရွားဒါကျိုးရွားပထမတစ်ခုတုန်းကဒီလိုထွင်ပြီးလှုပ်တာပေါ့နော်ဒီလိုထွင်ပြီးတော့လှုပ်တယ်မရဘူးအဲ့ဒါနဲ့နောက်ကအတစ်တစ်ခုဝယ်လိုက်လိုက်တယ်ရတယ်အခုပြန်ထက်ကျိုးရွားတယ်အတစ်တစ်ခုကထက်ကျိုးရွားတော့ဒီလိုထက်ဆက်လိုက်တယ်တန်ကြောင်းမြုပ်ပြီးတော့ဆက်ထားပါပေါ့နော်ဒီခုနဆီယာဇက်တွေမှာဒီ draw lot တွေကအရင်ဒုက္ခပေးတယ် ဆရာဆက်တွေကဘာဒုက္ခပေးတယ်လို့ဒီကောင်ကြီးဒီဟာသူဒေါ်လာပေါ့နော်ဒီဒေါ်လာဘာဒုက္ခပဲဒီမှာကော်ရီနဲ့လောက်တာဒီကောင်ကျိုးတယ်ဒါကျိုးဘာမကျိုးဘူးဆိုရင်ဒီမှာကျွန်တော်ပြန်ကတ်ထားတဲ့စားဒီဟာကျိုးပထမတစ်ခုတုန်းကဒီဟာကျိုးရပါနော်ကျိုးရလို့ဆိုတော့ဒီလိုပြန်လမ်းကြောင်းပေါ်ထားရနော်ဒီဟာကိုလေဒါနဲ့တူအောင်ပေါ့လမ်းကြောင်းပေါ်တယ် ဒါပေမဲ့မရဘူးဘာဘာထက်ကျူတော့လဲဆိုတော့ဒီရာထက်ကျူတော့ဒီအပေါ်ကလော်ရီအတန်လေးပေါ့နော်အဲ့ဒါကျူတော့လို့ဆိုပြီးတော့အစ်စ်တစ်ခုဝယ်တက်လိုက်တယ်အဲ့အစ်စ်တစ်ခုကဘလောက်မှမတုံရသေးဘူးဒီမှာဒါကျူတော့ကျူတော့ကျွန်တော်ဒီထဲကိုတန်ချောင်းပို့လိုက်တယ်ပို့ပြီးတော့ကော်ထည့်လိုက်တယ်မီးနဲ့တန်ချောင်းရယ်ကော်ရယ်ပေါ့ဒီလိုပြန်လှုပ်ထားတယ်အခုကျွန်တော်ကားမှာ ပြန်တက်ကြည့်ကြည့်မယ်ပေါ့နော်အဆင်ပြေလားမပြေလားတော့တက်ရလဲတော်တော်လေးလက်ဝင်တယ်တော်တော်အလုတ်ရှုပ်တယ်ပေါ့ဒီ CRZ တွေက Honda CRZ Civic ဒီ draw law ကအရန်ဒုက္ခပေးတယ်ဒီဟာတစ်ခုကိုဆို spare part ဆိုမြန်မာငွေ100ရင်းကျော်လောက်ပေးရတယ်ကျွန်တော်မာတော့အဲတော့ကျွန်တော်ကားမှာတစ်ချက်ပြန်တော့တက်ကြည့်ကဲကြာဘူးကျွန်တော်ပြန်တက်မယ်ပေါ့နော် ဆရာပြန်တက်မယ်တက်တာနည်းနည်းလက်ဝင်တယ်ကျွန်တော်တယောက်တည်းဆိုတော့ကျွန်တော်ရိုက်မပြတော့ဒါဆိုရင်တော့ရတော့ပြီတဲ့ဒီကောဒီကောလောပြန်ပြင်လာရတော့ပြီဒီမှာဒါဆိုဒီကောလောချရနေထားပါတော့ဒီခလုတ်လေးနှိပ်လိုက်ရင်ဒီကောတက်သွားမယ်ရတော့ပြီ တော်လောတော်လောပြတနာဟောနာစီရဆက်ပြောချင်တာကဘာလဲဆိုတော့ဟောနာစီရဆက်စီးတဲ့ bro တွေပေါ့အဲ့ draw လောကခဏခဏပြတ်မှာပဲပြတ်တယ်ဆိုရင်လည်းဒါ two spare pad မာတယ်ဆိုရင် နိုင်ငံခြားနေမှာရကျွန်တော်တို့ကတော့မြန်မာပြည်ပါမရှိဘူးကျွန်တော်လိုက်ရှာတော့အဲ့တော့ဈေးကြီးတယ်ဗျာဘာမှမဟုတ်အဲ့ dollar လေးတစ်ခုအတွက်မြန်မာငွေ70ဒေါ်သုံးရဆိုရင်တိတ်အဆင်မပြေဘူးပေါ့အဲ့လိုပြတ်တယ်ဆိုရင်နည်းနည်း wash shop တွေကလည်းမလုတ်ဘူးဗျာကျွန်တော်တို့ကတော့ wash shop တွေကမလုတ်ဘူးလို့ကိုယ့်အနေကိုပဲလုတ်လိုက်တာ အဲ့လိုပြက်တာဘယ်နှခါရှိသွားလဲဆိုဒါနဲ့ဆိုကျွန်တော်၄ခါတော့ရှိပြီ